ဗုဒ္ဓဒိုင်ယာရီရန်လိုသောယဟန်နှင့်လိမ္မာသောတကားကမ္ဘာလောက၌အပြစ်ဒဏ်ပေးခြင်းသည်ထာဝရစဉ်လိုအပ်နေလိမ့်မည်ဟုထင်သည်ဤတန်ကားအဖွဲ့စီထဲရောက်လာပြီး၎င်း၏အဆုံးအမဥပဒေသားတို့ကိုအစင်မပြတ်နာကြရတော့လေညောင်းစွာသောယဟန်တို့မှဒေါသနှင့်မမာနကြီးလွန်လာသဖြင့်ဝိနည်းကျင့်ဝတ်ဆိုသည်တို့ကိုမေ့လျက်၎င်း၏ရှေးမ၌ပင်နှုတ်လန့်ထိုးကြသည်အချို့ယဟန်များမှာ အကယ်၍သူတို့အာမကောင်းမှုတစ်ခုခုမှတားမြစ်ပိတ်ပင်လျင်သူတို့သည်ယင်မကောင်းမှုကိုမတားမြစ်မပိတ်ပင်မိကားပင်မကောင်းမှုဟုသိရှိတော်လဲယင်မကောင်းမှုကိုသာလျှင်ထောက်ခံအားပေးကြသည်သူတို့သည်မသိနားမလဲတော်လဲသိပါပြီနားလဲပါပြီဟုပြောလျက်ထိုအချက်ကိုလွှဲဖယ်ပြကြလေသည်ထို့နောက်အမားပြုပြီးသောအခါ၌တပည့်တော်တို့သိမှမသိပဲဟုပြောကြသည် ရှင်လင်းပြောပြဆုဆုံးမသည့်အခါ၌မူနားမထောင်ပဲ သိပါပြီနားလည်ပါပြီဟုပြောလျက်ရှောင်ဖယ်ထွက်သွားခြင်းကြသည် ရှင်လင်းပြောပြဆူဆုံမှခြင်းခံရမှုကိုဂုံငယ်သည်ဟုထင်မှတ်ကြသည်ရှင်လင်းပြောပြဆူဆုံမှမှုရက်လိုက်သည့်အခါ၌မူစိတ်ချင်တိုင်းအမားကိုပြုတ်လို့၍တပည့်တော်တို့သိမှမသိပဲဟုပြောကြသည်တခါတည်းတွင်စကလုံးဖြင့်ယူတည်မှုကိုပြကြတော်လဲအတန်ဖြစ်မှုကြီးစွာသောမယူတည်မှုကိုပြုကြသည်စိတ်သေးရှိသမျှကိုပွင့်လင်းစွာဖွင့်ပြကြပြီး တစုံတရားရရှိမှောင်နိုင်မိမိ၏စိတ်ထဲရှိသမျှကိုပွင့်လင်းစွာ ဖွင့်မပြနိုင်သူတဦးကတစုံတဦးအားပြုပြင်စီလိုသည်မှမဖြစ်နိုင်ပေထို့သူသည်မြင်မြဲစင်ကြယ်သည့်စိတ်ရှိသူလည်းမဖြစ်နိုင်ပေယုံကြည်စိတ်ချထိုက်သူလည်းမဖြစ်နိုင်ပေထို့ကဲ့သို့သောပုဂ္ဂိုလ်များသည်ဘလောက်ပင်စကားကြွယ်တော်လဲအပိဓာတ်တွင်လူလောက၏ကဲ့ရဲ့ရှုံချခြင်းကိုခံရတတ်လေသည်ယနေ့ကောဇံပြည်မှဒေါသကြီးသောယဟန်များရောက်လာကြသည် ထိုနေ့ကငါကသူတို့အားရှင်းလင်းပြောပြဆုဆုံးမတော့လေသူတို့ဒီနားမထောင်ကြ။ဒါမဟုတ်ဒီအကြောင်းကလေးတစ်ခုဖြင့်သူတို့ဒီတန်ခါအဖွဲ့စည်းဂုံတိတ်ခါကိုထိခိုက်နစ်နာအောင်ပြုလုပ်ကြသည်။ယဟန်တပါးသည်ကိုလဲတုတ်တင်ရန်သွားသည့်အခါရေခွက်ထဲ၌ရေချံကိုခြံထားပြီးပြန်လာခဲ့သည်။အခြားယဟန်တပါးကရင်းခဲ့သို့ရေချံထားခြင်းမှမသိလျော်ဟုပြောပြသည်။အเจ้าအရာမှာဘာမှဖြစ်လာသည့်အရာမဟုတ်။ရိုးရိုးကလေးပင်ဖြစ်သည် ရှင်မာရင်ချက်ကိုဝန်ခံလိုက်ယုံတာလျင်ဖြစ်သည်တို့ရရင်ထိုကဲ့သို့မဟုတ်ပေ ထိုချက်ကိုရေးချီးခွင့်ကျဲလို့၍အငင်းပွားလေတော့သည်ကမ္ဘာလောကသည်တည်င်ကခဏမျှတာခံသည်ဤကမ္ဘာလောက၌တန့်ရှင်စင်ကြယ်သည့်အရာစုသည်မှမြည်သည့်အရာဖြစ်သည်မတန့်ရှင်မစင်ကြယ်သည့်အရာစုသည်မှမြည်သည့်အရာဖြစ်သည်စသည်ဖြင့်တရားဟောနေလေတော့သည်သူဘဝ၌အတိညာနှင့်အကျွေးခေါ်သည် ပေါင်းဆက်ရ၏ဟုရှင်အလွန်ဝါကြည့် တဖက်ဆုံးဝါဒီများသည်မတိနာမလဲကြပေရှင်မတိနာမလဲမှု၏အကျိုးတရားအဖြစ်ဖြင့်ထိုယဟန်းများ၏အတွင်၌အုပ်စုဖွဲ့မိသွားကြပြီလျှင်အုပ်စုနှစ်ခုအချင်းချင်းခိုက်ရန်ဒေါသများစွာ ဖြစ်ကြကုန်တော်သည်ငါ၏အထံသို့တည်င်းရောက်လာသောအခါငါသည် ရှင်လင်းပြောပြဆုဆုံမရန်တွားခဲ့လေသည်တို့ရတွင်သူတို့ကပြောသည်ရှင်ဘုရားသည်တရားရှင်ဖြစ်လျှင်အေးအေးဆေးဆေးသာနေတော်မူပါတပည့်တော်များကြားတွင်ဝင်မလာပါနှင့် တပည့်တော်တို့ကိုဟာကိုဖြည့်ရှင်းပါမည်။သူတို့ဤရင်းခဲသို့သောမန္မာနတက်ကြွနေမှုကိုတွေ့ရ၍ငါသည်တအံ့တအောဖြစ်မိသည်။သို့တော်လည်းကမ္ဘာလောက၏အခြေအနေကိုစဉ်းစားဆင်ခြင်၍ငါသည် ကိုယ်စိတ်ကိုကိုဖြည့်ရလေသည်။သူတို့ကိုရှင်းလင်းပြောပြဆုဆုံမခြင်းသည်အချီးနှီးအလဟတပင်ဖြစ်သည်။များစွာသောတတဝါတို့သည်အထိခိုက်အနစ်နာခံရပြီးမှသာလျှင်အမှန်သို့ရောက်ရှိလာတတ်သည် ထို့ဆင့်တို့မရောက်ခင်၎င်းတို့အားရှင်းလင်းပြောပြတော်လဲသဘောမပေါက်ကြပြီသဘောပေါက်သည့်အချိန်ဤသို့ရောက်မလာမချင်းရှင်းလင်းပြောပြဆုဆုံးမနေ၍အရာမချင်းအချိန်ဤအလဟတပင်ဖြစ်သည်သူများတမကထိုကဲ့သို့သောပုဂ္ဂိုလ်များအားရှင်းလင်းပြောပြဆုဆုံးမခြင်းအပြင်သူတို့၏ကြွယ်ပါဆောင်တည်သဘောသည်ပို၍ပင်တိုးပွားလာတတ်သည်တို့ဖြစ်၍ငါသည်ထိုယဟန်များအားရှင်းလင်းပြောပြဆုဆုံးမခြင်းမပြုလုပ်တော့ပေ ချုံမြတာမကငါသည်သူတို့ကိုရံပွဲတက်လန့်နှင့်ထားပစ်ခဲ့လျက်ကောတန်ပြည်မှထွက်လာခဲ့လေသည်ငါထွက်လာသည့်အခါကောတန်ပြည်မှဥပဒ္ဒကာများသည် များစွာစိတ်ထိခိုက်သွားကြသည်သူတို့သည်ယဟန်များ၏အထံသို့အသွားအလာဖြတ်ပစ်လိုက်ကြသည်ယဟန်များနှင့်တွေ့ဆုံခြင်းယဟန်များအားဆုံးခွန်ပေးကမ်းလှူဒန်းခြင်းများကိုလည်းမပြုလုပ်ကြတော့ပေထိုအခါကျမှယဟန်များအတိတ်တရားရရှိလာကြသည်မိမိ၏အပြစ်ကိုဖြေဖြောင်းရန်အတွက်သူတို့သည် ကောတံပြီမှတာဝတိအထိငါဤအထံသို့ပြေးလာကြလေသည်ငါတွေးတောစဉ်းစားမိသည်လူပံကိုဆန့်ခွာလာခဲ့ကြသည့်ဤယဟန်များအတွက်ပင်လည်းလမ်းမှန်ရအောင်ဤမြလောက်တင်းကျပ်မှုလိုနေလင်တာမန်ပုဂ္ဂိုလ်များအတွက်မူအဘယ်စုဖွဲ့ရာရှိတော်မည်နည်းထို့ကြောင့်ညွန့်ကြားပြသစုဆောင်မခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းနှစ်မျိုးလုံးလိုအပ်၏ဟုပြောရခြင်းဖြစ်လေသည်တို့ရတွင် အပြစ်ဒဏ်ပေးခြင်းသည်တရိတ်ဆန်ဘဝ၏အမှတ်လက္ခဏာဖြစ်သည်လူနှင့်တရိတ်ဆန်၏အဓိကထူးခြားချက်မှာလူသည် အဆိုးကိုကိုယ်တိုင်တော်လဲသိရှိနားလည်လေသည်သို့မဟုတ် အရေးပြယုံမျှဖြင့်လဲသိရှိနားလည်လေသည် ထို့နောက်ယင်းအဆိုးကိုဖယ်ရှားပစ်လေသည်တရိတ်ဆန်မှာမူအဆိုးကိုမသိနားမလဲသို့သော အဆိုးကိုမဖယ်ရှားဘဲနေ၍မဖြစ်သဖြင့်ဖယ်ရှားပြရလေသည်ကောတံမီမှယဟန်များမှနောင်ကြမှထိုသဘောတိုင်းဖြစ်လေသည် ယခုအခါတွင်သူတို့သည်နောင်တများရှာရနေတော်လဲရှင်နောင်တရမှု၏အကျိုးတရားမှန်ကိုရရှိတော်မည်မဟုတ်ကြပေယခင်အခါကမူအနေငယ်သောနောင်တရမှုဖြင့်ပင်အကျိုးများစွာရရှိနိုင်ကြပေမည် နိုင်ချခင်ကျနာမှုနှင့်ပြည်သူလူထု၏အကြီးညိုပွားမှုများကိုရရှိနိုင်ကြပေသည်။စိတ်နှလုံးကိုမဆောင်စီမထိန်ချုပ်နိုင်မှုသည်နောင်ဘဝတွင်သာမဟုတ်ပဲယခုဘဝ၌လည်းအကျိုးတရားကိုပေး၏ဟုသောအချက်မှယုံမှားတန်တရားဖြစ်ပေါ်ရာမရှိတော့ပေ။ ရှင်ဖြစ်ပြကြောင်းအကြောင်းအရာတခုသိရှိရသည်မှာလဲတကယ်၍ဒါရကများကအသိဉာဏ်ပညာရှိနေကြပါလျင်ယဟန်တန်ကများအကျွမ်း၌ဖောက်ဖောက်ပြန်ပြန်ဖြစ်လာဖို့ရမလွယ်ကူပေဒါရကများအနေဖြင့်ကောတန်ပြီမှဒါရကများကဲ့သို့အသိဉာဏ်ပညာနှင့်ပြည့်စုံနေသည်၍ငါဤတန်ခါအဖွဲ့စီသည်မှန်ကန်ကောင်းမွန်သောတန်ခါအဖွဲ့စီသာလျင်ဖြစ်နေပေလိမ့်မည်